ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပရိသတ်များလုံးပဲမင်္ဂလာပါဘော်ဒူးညချန်ပီယံလိပွဲတွေကပရိသတ်စိတ်ဝင်စားမဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့အက်ထရက်တီကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်တို့ရဲ့ဒါရှုံးထွက်စဉ်ဒုတိယကြော့ပွဲလေးကိုသုံးသက်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီစဉ်မှာတော့ကျွန်တော်နဲ့တူစီတူကနေပြီးတော့မှပါဝင်သုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါမင်္ဂလာပါကိုပထမကြော့မှာတော့ဒါရီယယ်မက်ဒရစ်ကဒါ2-1နဲ့နိုင်ခဲ့တယ်ဗောလေဒါတိုက်စစ်ကစားမားတွေအစွမ်းပြတယ်နောက်ထပ်ဒီရိုဒရီကိုဒါဘယ်ချမ်းမှာမှဘယ်တောင်းမှာမှဝင်ကစားခဲ့တဲ့ Brian Diaz ဒီကစားမားတွေရဲ့တွင်းကိုတွေနဲ့တူဒါအနိုင်ရခဲ့တယ်ဒီပွဲမှာတော့ဒါအက်တလတီကိုကမဖြစ်မနေဒါအင်ကွင်းမှာအနိုင်ကစားဖို့လိုသွားပြီဒီပွဲပေါ်စီသူရဲ့အမြင်တွေစပြောမှတုံးသက်ပါအောင်ကြီးဟုတ်ကဲ့ကိုအဲ့မဖြစ်မနေအနိုင်ကစားဖို့လူနေချင်းရပဲဒီကိုအတွက်တော်စိန်ခေါ်မှုကြီးနော်လောကကြီးမှာစိန်ခေါ်ပြီးသားကိုကိုကိုစိန်ခေါ်မှုဒါဖြစ်လာပြီပေါ့နော်ပြောမဆိုရင် real ကွင်းမှာသွားကစားတော့ကဒီ tactical landscape အရာဆိုရင် तू ကခံစစ် तू ပိုင်နိုင်တဲ့ तू အမြဲတမ်းကစားနေကြပုံစံနဲ့ तू ကစားကွင်းကြဒါပေမဲ့အခုအချိန်တွေကတော့ ပြောင်းသွားတယ်သူတို့နိုင်အောင်ကစားရတော့မယ် real ကိုဝိုးသွင်းရတော့မယ်ဝိုးသွင်းရပြီးတော့မှအตาရကိုလည်းလူတယ်ပေါ့နော်ဒါပြောမယ်ဆိုရင်တော့အဲ့တော့အဲ့လိုအခြေအနေမှာ athletic ကိုအဲ့ဒီအရာကိုလုံနိုင်ပါမလားအဲ့ဒီအရာကိုလုံနိုင်ဖို့အတွက်လုံလောက်တဲ့ကစားဟန်ဖွဲ့စည်းပုံ organization ရှိပါမလားပေါ့နော်အဲ့ဒီအခြေအနေကစိုးရင်ပိုကောင်းလာတယ်ဘာလို့လဲဆိုတော့တစ်ဖက်က real madrid ဖြစ်နေရပုံမှန်တခြားလိုအသင်းမျိုးဆိုရင်တော့မေဘီသူကြော်လွားကောင်းကြော်လွားနိုင်မယ်ဒါပေမဲ့ real madrid ဖြစ်နေတဲ့အခါမှာ real ကပြန်ပေးမဲ့အဲဒီ damage တွေရှိတယ်ပေါ့နော် real ဟာဒီအလွန်လင်မြန်တဲ့ကစားသမားအလွန် ထူးကျွန်တဲ့တယောက်ချင်းထူးကျွန်တဲ့ကစားသမား Vinicius Mbappe Rodrigo အဲ့လိုကစားသမားတွေပိုင်ဆိုင်ထားရပေါ့နော်အဲ့တော့ Atletico အနေနဲ့သူ့အနိုင်ရဖို့အတွက်သူတိုက်စစ်ကိုများများကစားလီလီခုနအန်ရယ်တွေကိုဖိတ်ခေါ်လီလီဆိုတော့ဟိုစိုးကြိုးရှိရပေါ့နော်အဲ့အဲ့စိုးကြိုးသူဘယ်လိုခြင်တွေမလဲအဲ့တော့ဒီပွဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပထမအကြော့ရထပ်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းပထမအကြော့ကဒီကိုအနေနဲ့ပွဲကိုဟိုတတ်ပြီးတော့ကစားဖို့အတွက်ဒါသူ ဟိုသူပိုင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီအခြေအနေမှာသူအဲ့ဒါတခုလေးလုပ်လို့မရတော့သူကိုသွင်းုံသွင်းမှရမယ်ရီယက်ကဒီဒီရလက်ကိုနှက်ပြီးကစားသွားလို့ရတယ်ပုံမှန်အထိုင်းဆိုရင်အဲ့တော့အဲ့လိုတက်ကစားရတဲ့အချိန်မှာကိုဘကကိုရဖို့ပြီးတော့ပြန်မပေးရဖို့ဆိုတဲ့ဟန်ချက်တစ်ခုကိုအသလက်တီကိုအနေနဲ့ထိနိုင်ဖို့တော်တော်လေးလိုအပ်တယ်ဒါပေမဲ့လက်ရှိလူစင်ရင်အရာဆိုရင်လက်ရှိ real ရဲ့အခြေအနေနဲ့ပြန်ပြီးကြည့်မယ်ဆိုရင်အသလက်တီကိုအဲ့ဒါကိုလုံးနိုင်မှာမလားတန်မြတ်ဝင်စရာတော်တော်လေးကောင်းနေရကိုအဲ့ဒါအသလက်တီကိုတော့ပထမအကြောကနဲ့ဒီမတူညီတဲ့ပွဲချင်းကမှုပေါ့နော် ဒါသူတို့လည်းတော်တော်လေးစင်ခေါ်မှုပြောကြည့်ပါလေဒါညီပြောလိုပဲပထမအကြုံကတော့သူတို့ရဲ့အားသာတဲ့ခန်းစည်ကစားပုံနဲ့ဒါဘာနေပြူးမှာဒါချင်းကပ်လို့ရတယ်ဒီဘက်မှာကျတော့သူတို့ပုံမှန်ကစားနေကြမဟုတ်တဲ့နီးပြူးပါမျိုးနဲ့ချင်းကပ်ရမယ်ဒါကဘာကြောင့်လဲဆိုတော့ခိုးလိုအပ်ချက်ကြောင့်ဟုတ်ကဲ့ဒီကတော့ဒါကစီမီနီအတွက်တော်တော်လေးကိုကြီးမားတဲ့စင်ခေါ်မှုတခုနောက်တစ်ခုကကျတော့ဒါ Real Madrid ရဲ့ပထမအကြုံကစားသွားတဲ့ဒီခြေစွမ်းသူတို့နိုင်တယ်နိုင်နိုင်နေဆိုမြဲအခုပြန်ကြည့်လိုက်တော့တိုက်စစ်ကစားမားရဲ့အဓိကပေါ့နော်တူးချင်းဟုတ်ကဲ့ခြေစွမ်းတို့ပြန်ပြီးတော့မှအဲ့ဒါကိုမီခိုလာပြန်တယ် ပြီးခဲ့တဲ့ဒီ Man City နဲ့ပွဲတုန်းကတော့ Real ရဲ့ကစားပွဲတော်လေးကို solid ဖြစ်တယ်ရှေ့လက်နောက်နေရာဆုံးတော်လေးကိုအပြစ်ပြောစရာတိတ်မရှိဘူးပထမအကြော်ပွဲစဉ်မှာကျတော့ Real ကွင်းလယ်ကစားပွဲနေရာတော်လေးကိုရော့တိရော့ရဲ့နိုင်တော်ကိုတွေ့ရတယ်ဟိုဒီပွဲမှာရောဒါ Real ကွင်းလယ်ကပုံစံပြောင်းပုံစံပြောင်းမှုပေါ့နော်ဒါအခြေအနေတွေပြီးလာမယ်လို့ထင်လာတယ်ဟိုကတော့ကျွန်တော်ဟိုတော့ဘယ်လင်ဟန်တော့ပြန်ပါလာမယ်ဘယ်လင်ဟန်ပြန်ပါလာဘယ်လင်ဟန်ပြန်ပါလာမယ်အဲပြီးခဲ့တဲ့ပွဲမှာ Vesquet ကဒုတိယပိုင်းလူစားဝင်ကစားပွဲဆိုတော့ Vesquet ကညာချမ်းမှာထွက်ကစားမယ်ဆိုရင် Vebari ကလည်း ကွင်းလယ်ကိုပြောင်းဝင်လာနိုင်ခြင်းရှိတယ်ဆိုတော့ဒီအပြောင်းလဲလေးတစ်ခုอ่ะရောရီးအတွက်ဟိုဘယ်လိုပဲကွင်းလယ်ကစားပုံချစ်လက်တဲ့အနေအထားမျိုးမြင်ရနိုင်လားမသိဘူးအဲပြီးခဲ့တဲ့ပွဲမှာမမြင်ခဲ့ရအောင်လုံးဝအဲ့တော့ Manchester City နဲ့ပွဲမှာအခုဥပမာပြီးသွားတာမြင်ခဲ့ရတယ်အဲ့တော့အဲ့ဒီဌာနချက်ကစီပါယောပါဝင်ခြင်းပေါ့နော်အဲ့တော့စီပါယောကအဲ့ဒီဒီ best distribution နဲ့ကွင်းလယ်ကိုထိန်းချုပ်နိုင်စွမ်းကောင်းတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ player type ကအဲ့လိုမျိုးဖြစ်တယ်လက်ရှိ real ကစားသမားတွေမှာအဲ့သူပဲရှိတယ်လောလောဆယ်အရင်ကတော့ Tony Cruz ကိုကစားတယ်ဗောနော်ဒါပေမဲ့အခုသူပဲရှိတယ်အခုသူမပါနိုင်ဘူးမပါနိုင်နေတဲ့ real အဲ့ဒီပြဿနာတက်နေပြီးတော့ကျွန်တော်အသေးစိတ်ခွဲကြည့်မယ်ဆိုတီကိုကွင်းလဲကအဲ့လိုမျိုးကွင်းလဲကိုထိန်းချုပ်နိုင်လားအဲ့လိုကြီးသူထိန်းမချုပ်နိုင်ဘူးဒါပေမဲ့သူတို့ကောင်းတဲ့နေရာမှာသူတို့တကယ်ကောင်းတယ်သူတို့ engine လိုကစားနိုင်တယ်မာတယ်အသေးတန်လိုက်ကစားတယ်ပြီးတော့ဒီခြားသောကစားသမားတွေနဲ့အတူအရန်အလုပ်စူးစားတယ်ဗောနော်အဲ့တော့သူတို့အဲ့လာကိုပြနိုင်တယ်ကျွန်တော် real ကွင်းလဲကိုကြည့်မယ်ဆိုရင်အဲ့ဒီချက်လည်းမမြင်ရဘူး ပြောမယ်ဆိုတီကိုနဲ့ရှင်ပြီးတော့မာနိုင်လားတီကိုနဲ့ရှင်ပြီးတော့ကျန်းနိုင်လားတီကိုနဲ့ရှင်ပြီးအလုပ်ပိုစူးစမ်းနိုင်လားချိုအမန်ရောကာမာဗင်ကာရောအဲ့ဒီအလုပ်ကိုမလုပ်နိုင်ဘူးနော်မလုပ်နိုင်မင်းနဲ့ခုနလိုမျိုးကွဲကိုထိန်းချုပ်တဲ့ skills ကလည်းလိုအပ်တဲ့ပမာဏကိုသူတို့ရောက်အောင်မကစားနိုင်မကစားနိုင်တဲ့အခါမှာ reaction လည်းကြည့်ရကျွန်တော်တို့တခုခုလိုနေတယ်လို့ဖြစ်တယ်အဲ့တော့ဒါတီပွဲမှမဟုတ်ဘူးစီပါရောကျွန်တော်တို့မကြာခဏဒီအကြောင်းပြောနေရှိစီပါရောပါရင်အဲ့ဒီ အစီပိုင်မှုစီကံမှုကိုရရှိပြီးတော့မပိုင်မရဘူးပေါ့နော်အဲ့တော့အဲ့ဒီအခြေအနေကဘက်ဗာဒီကွင်းနဲ့တက်ကစားယုံနဲ့ပြောင်းလဲသွားနိုင်တယ်လို့ကျွန်တော်တို့မယူဆဘူးပြီးတော့ဘဲလင်ဟမ်ပြန်ပါလာနိုင်ုံနဲ့ပြောင်းလဲသွားနိုင်တယ်လို့မယူဆဘူးဘာလို့လဲဆိုတော့ဘဲလင်ဟမ်တို့ကဒီကွင်းလေရမောင်းကစားတဲ့ player မဟုတ်ဘူးကွင်းလေရမောင်းပြီးတဲ့ဟာကိုတို့ကနေရယူပြီးတော့ချိန်ဆမှုတွေလုံးလုံးမယ်တို့ကိုယ်တိုင်ထိုးဖောက်အောင်ထိုးဖောက်အောင်အဲ့ဒီအလုပ်ကိုလုပ်တဲ့ကစားသမားဖြစ်တယ်ပေါ့နော်ကွင်းလေကသူကူပေးရတော့မှန်တယ် ဒါပေမဲ့ real queen လက်မှာအဲ့လိုမောင်းပေးမဲ့လူလိုအပ်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ real back ကအာနေချက်အနေနဲ့ကြည့်မယ်ဆိုရင်ပထမအကြော့မှာလည်းအဲ့ queen လက်အာနေချက်ရှိခဲ့တယ်ဒုတိယအကြော့မှာလည်းအဲ့ဒီအပိုင်းကိုတို့တော်တော်လေးအလေးထားပြီးတော့စဉ်းစားရမယ်ပေါ့နော်အဲ့တို့ manage အဲ့လိုမျိုးမလုပ်နိုင်ဘူးကွဲကို manage မလုပ်နိုင်ဘူးဆိုတော့တို့အခုတက်ပို့ပြီးအများကြီးအလုပ်စူးစမ်းပြီးတော့အဲဒီဂျိုးဂျိုးတာမန်ကွင်းလက်ကိုကစားသလိုပေါ့နော်အယိုးကြီးကြီးအကြီးခန်းခန်းနဲ့ hard working back ကိုပို့သွားနိုင်ဖို့လိုတယ်လက်ရှိချိန်ထိတော့မမြင်ရဘူးလို့ကျွန်တော်တို့ယူဆတယ်ပေါ့ ပထမကျွန်တော်က real ကဒါလေးလေးနဲ့ပုံစံမျိုးနဲ့ချင်းကတော့ပါဘောနော်ဒီပွဲမှာရောညီဘယ်လိုပုံစံမျိုးနဲ့ဘယ်လို formation မျိုးနဲ့ဒါချင်းကနိုင်လဲတကယ်ကစားတဲ့အခါမှာရောဘယ်လို formation မျိုးနဲ့ဟိုတီကို တုံ့ပြန်နိုင်ဖို့ထင်တယ်မသိဘူးညီဟုတ်ကဲ့ကိုဘယ်လင်ဟန်ပါလာတော့ခေါင်းစားစရာဖြစ်သွားတယ်ဘယ်လင်ဟန်မပါလာဘူးပွဲပယ်ခံထားရဲဆိုရင်တော့ရှင်းတယ်ပထမကျောက်ကအတိုင်းပဲကစားလိုက်မယ်ဘောနော်ဒါပေမဲ့ဘယ်လင်ဟန်ပါလာတော့ဟိုကျွန်တော်တို့ကဒီကစားသမားကိုတော့ကျွန်တော်လိုင်းအပ်ကို ထက်သွင်းစဉ်းစားရမှာပေါ့နော်ကျွန်တော်တို့ဒီကြုံမသိနိုင်တဲ့အခြေအနေမှာတော့သူ့ line တစ်နေရာပေးတဲ့ခါမှာနည်းနည်းကောင်းစားစရာဖြစ်လာတယ်။အဲ့တော့၄၃၃ပုံစံဖြစ်သွားမယ်လို့ကျွန်တော်တော့အထင်တယ်ပေါ့နော်။ဘာလို့ဒီကိုနဲ့တွေ့တဲ့ဒီ La Liga မကြော့စလုံးမှာအဲ့လိုပုံစံမျိုးနဲ့ကစားသွားခဲ့တော့ Brian Diaz တော့ပြုတ်သွားလိုက်မယ်လို့ဟုတ်ထင်တယ်ပေါ့နော်။ Brian Diaz ပြုတ်သွားပြီးတော့ Vinicius ကပြတော့မှလွတ်လွတ်လပ်လပ်စားမယ်။ Rodrigo ညတောင်းမယ်။တရှိမှ Mbappe ရှိမယ်။ Quinn လည်းတော့၃ယောက်ဆန်းဆန်းကစားသွားမယ်ပေါ့နော်။အဲ့မှာမှာ Bellingham ကဒီ number 10 rule ပုံစံနဲ့ ချိန်မယ်ပြီးရင်ဖွဲအခြေအနေပေါ်မူတည်ပြီးဒီဖြစ်ဖြစ်ကစားမယ်ဆိုတော့ပုံစံမျိုးတော့ကျွန်တော်မြင်မိတယ်ဒါပေမဲ့အဲ့ဒါကဟိုကျွန်တော်တီကိုနဲ့ပထမလာလီကာမှာတွေ့တဲ့အခြေအနေမှာကြည်ရတဲ့ပုံအရဆိုရင်တော့အရန်ကြီးလုံးမဖြစ်ဘူးအရန်ကြီးလုံးမဖြစ်ပဲနဲ့အဲဘာသွားတွေ့ရလဲဆိုတော့စီဘာယော့စ်ပါတဲ့အကြော့မှာတော့နည်းနည်းလေးပူကောင်းလာ ਉ မြင်ရတယ်ပေါ့နော်အဲ့တော့ real queen လဲအနေနဲ့အဲလိုအပ်ချက်တွေတော့များနေတယ်တီကိုကအဲ့ဒီဘိုင်းမှာဟိုအခြေသွေးရအပြင်ပူလို့မကောင်းဘူးဒါပေမဲ့သူတို့ရဲ့ စနစ်ကြဘူး organize ပြင်မှုပြီးတော့သူတို့အလုပ်စ조사မှုရတယ်အဲ့ဒီအပိုင်းမှာ react ပါနေအောင်မြင်ရတယ်ကိုကိုပထမအကြောင်းမှာကတော့တိတ်ဘယ်လိုပြောသဘောမကျတဲ့ကစားမတယောက်ရှိတယ်ဒါ Atletico က Javi Galan ဟုတ်ကဲ့ဘယ်ချမ်းမှာဒီဘွဲမှာရောသူဘယ်တောင်မှာဘယ်နောက်ခံလို့ပေါ့လေအထူးကကိုပြောချင်တာကဒါ Atletico Madrid ရဲ့ ဘယ်နောက်ခံမှာဟောဒါအပြောင်းလဲဖြစ်နေတာပထမပေးလိုက်ရတဲ့ဂိုးဆိုရင်ဒါသူ့အနေနဲ့ဖြတ်ထုတ်တင်တာဘောလို့ရိုဒီဂိုကောင်းတာမှန်တယ်ဘောလုံးဆွတ်ထွက်သွားမှန်တယ်ဒါဟိုရှူရတူရှူရလိုက်ပြီးတော့မှရှင်ဖိုက်နိုင်တဲ့အနေထားအနေဘောလုံးလွတ်ထွက်သွားဆိုတော့နောက်ခံလူတယောက်အနေနဲ့ဟိုကြည့်မယ်ဆိုရင်တော်တော်လေးကိုမဖြစ်တဲ့အရာလို့ကိုကတော့ခံစားရတယ်။အဲဆိုတော့ဒါအက်တလက်တီကိုကရောခန်းစစ်ဆုပ်ဖွဲ့မှုအထူးရတာဘယ်ချမ်းမှာရောဒီပထမကြောအတိုင်းပဲဂျာဗီကာလန်နဲ့ပွဲထွက်လာနိုင်လားလို့ညီထင်လားမသိဘူး။အဲ ကျွန်တော်တွင်းမီယာပေါ့နော် option ပေါ့လေဒီကောကအကုန်လုံးတော့သူတိုက်စစ်ဒီပွဲကစားဖို့လိုရတယ်တိုက်စစ်ကစားတဲ့အခါမှာသူတို့ဆမ်ယူလီနိုရှိတယ်သူက LB မနစ်ကလည်း LB ပဲတောက်လျှောက်ကစားတယ်အဲဒါမဲ့ဒီယာဒီမှာတော့ LM အနေနဲ့ကစားတယ် LB မှာခုနဒီခန်စစ်ပိုတန်နဲ့ဂါလန်ကိုတုံးနေတယ်ပေါ့နော်အော်ဒီပွဲကတိုက်စစ်ကစားရမယ်တိုက်စစ်ကစားတဲ့နယ်ပွဲဖြစ်လာတဲ့အခါမှာကျွန်တော်လီနိုလီနိုဘယ်နောက်ခါမှာနော်လီနိုဘယ်နောက်ခါမှာတုံးလိုက်မယ်တုံးပြီးတော့ LM နေရာမှာဒီကယ်လက်ကာကယ်လက်ဟာကယ်လက်ဟာကိုပြန်ပြီးတော့ တုံးတယ်ပေါ့နော်အဲ့ဒါဆိုဒီကိုရဲ့တိုက်စစ်အတွက်ပို့ပြီးတော့ဟိုလမ်းကြောင်းပို့ပြီးတော့ဟိုပွင့်လေးရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုသုံးမယ်ဆိုရင်တော့သူတို့ညာချမ်းကိုဒီစီမီယိုနီရဲ့ပုံစံညာညာချမ်းကိုသူတို့အပြောင်းလဲလုပ်နိုင်တယ်အဲ့ဒါကတော့ဒီမိုလီနာဝင်လာမယ်ပြီးတော့ဒီဂျီဂျူလီနီယာလိုစီမီယိုနီရှိတယ်ပေါ့နော်ဂျူလီယန်တို့စီမီယိုနီကမကစားတော့ဘဲနဲ့အာဘီကစားလေးရှိတယ်အကွင်းလေကစားသမားလည်းဖြစ်တယ်မာကိုစ်ယော်ရန်တီကကစားသမားအဲ့တော့ဒါတီကိုဒီစီမီယိုနီလုပ်လေးရှိတဲ့အပြောင်းလဲပေါ့နော်အဲ့လိုအပြောင်းလဲ တော့ရှိတယ်လုံးမလားတော့မပြောတတ်ဘူးဒါပေမဲ့အဲ့လိုကြောင်းလည်းရှိပြီးတော့ဂါလန်တရားဒါရဲ့အစားထုတ်မဲ့ပုံစံတော့ကျွန်တော်တို့မရှိဘူးလို့ပြောရလိမ့်မယ်ပေါ့ဒီကိုရဲ့ဒါဘာပြောပြောဒီပွဲမှာလည်းအခုမြင်ရတော့ဆိုဒီကိုရဲ့ကွင်းလယ်လောက်အောင်ကတော့တော်တော်လေးကောင်းမဲ့ပုံစံမျိုးနဲ့ဒါမြင်ရမယ်လို့ထင်တယ်ပြီးခဲ့တဲ့ရာသီကမမရအင်တာမီလန်ရဲ့ပွဲမှာဆိုလဲတော်တော်လေးကောင်းတယ်အင်တာကပူပြောမှအရင်က favorite ပူဖြစ်တယ်အင်တာတက်ဖို့ပူပြောမှလည်းရည်ပန်းစားဒါပေမဲ့ဒီကိုကစားတော့တော်တော်လေးကောင်းတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့လည်းဖြစ်ကျွန်တော်ဒုတိယကြော့ကိုသူတို့အင်ကွင်းမှာကစားရတာ ဒီကိုရဲ့ကွင်းလယ်လောအနှုံးကဟိုတော်တော်လေးလဲကောင်းပါတယ်ဒါဒါပေမဲ့ပြဿနာဘာလဲဆိုတော့ညီအစောပိုင်းပြောသလို twin goal လိုအပ်နေရပါဘောနော်အက်တလတီကိုရဲ့တိုက်စစ်ကြတော့ဒီနေရာမှာအကန့်တတင်နေသွားပြောမှာဖြစ်နေတယ်သူတို့ရဲ့ကစားပုံကြီးကလည်းကြည့်မယ်ဆိုရင်ပထမအကြော့ပွဲပြီးသုံးသက်ချက်မှာလည်းညီပြောရဲဘောနော်ဟိုတိုက်စစ်သွားတဲ့ကစားသမားဥယျာကြတော့တော်တော်လေးနေတယ်ဟို Christmas ရှိမယ်နောက်တဲ့ Julian Everest ရှိမယ်ဂျန်နေဒီဘယ်လိုပြောကွင်းလယ်ကတက်တဲ့ attacking midfielder တချို့ရှိလိမ့်မယ်၃ယောက်လောက်ပဲအများဆုံးမြင်ရတယ်အဲ့ဒီအနေထားနဲ့ဒါဘယ်လိုပြောမလဲနောက်တစ်ဆင့်တက်ဖို့အတွက် လုံလောက်တဲ့တိုက်စစ်အင်အားစုမျိုးအက်တလတီကိုပြနိုင်ပါမလားပေါ့ဒီအဲ့လေအပိတ်အနေနဲ့တုံးသက်ပြီပေါ့ဟုတ်ကဲ့ကိုအတီကတော့ဒီလိုပဲကြံနေရပဲပေါ့နော်တရားကြီးလုံးလဲအဲ့တော့တချို့ပွဲတွေလည်းသူကိုယ်တွေအများကြီးရတာလည်းရှိတယ်သူကဒီဒီ set up ကနေအများကြီးပြောင်းလဲဖို့အများကြီးတိုးတက်ဖို့လည်းမရှိဘူးဒီပုံစံတိုင်းပဲသွားနေပါပဲပေါ့နော်အဲ့တော့ခွေရေးရေလည်းကျွန်တော်တို့ဟိုထားပါတော့ကြာ PSG လိုမျိုးအချိန်20 25ချိန်ကြီးအဲ့လိုတော့မရနိုင်ဘူးဘလို့မှသူသူ style ကဒီ30ချိန်25ချိန်လောက်ပဲသူသွားနေမှာပဲ real လည်းဖြစ်နေတဲ့အတွက်ပေါ့နော်အဲ့တော့ဒီ 8 level လိုင်းမှာသွားနိုင်မယ်လို့ထင်တယ်ပထမအကြောနဲ့လည်းကျွန်တော်အရင်ကြီးกว่าမယ်လို့မထင်ဘူးဟိုဒီကိုအနေနဲ့ရုံးကန်ရလိမ့်မယ်အတိုင်းနာတစ်ခုထိပေါ့နော်ရုံးကန်ရလိမ့်မယ်သူတို့အိမ်ဝင်ဖြစ်ပေမဲ့လည်းသူတို့ဒါသူတို့ရဲ့ tactical landscape မဟုတ်ဘူးသူတို့ရဲ့ပုံစံမဟုတ်ဘူးတဲ့ဖြစ်တဲ့အတွက်သူတို့အတိုင်းနာတစ်ခုရုံးကန်ရလိမ့်မယ်အဲပြီးတော့ real ရဲ့ counter တွေနဲ့အတံပြန်ဒုက္ခပေးမှုကိုခံရလိမ့်မယ်ပေါ့နော်အော်ဒီအခြေအနေမှာဆိုဗျာ real ကဒါကွင်းလည်းမကောင်းဘူးပေါ့နော်မှန်တယ်ဒါပေမဲ့ပထမအကြောကျွန်တော်သူတို့နိုင်အောင်ကစားရမှာဖြစ်တဲ့အတွက်သူတို့ကင်ပြီးတော့သူတို့က ကစားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျတော့သူနိုင်အောင်ကစားမှာမဟုတ်တော့သူကောင်တာနဲ့ပဲသူထိုးနေလို့ရတာဖြစ်တယ်တော့ ქვენ လေကခုနလိုမျိုး manage ဒီပွဲကို match control ကြီးယူနေကြမလို့ဘူးအလိုက်တင်ကစားပြီးတော့စူးစားပြီးကစားနိုင်တယ်သူအာသာချက်ဖြစ်တာကစားသမားတွေသူရအောင်ပို့နိုင်တယ်ဆိုရင်သူရပြီအဲ့အဲ့အာသာအဲ့အဲ့ပုံစံလေးသွားရှိတယ်ပေါ့နော်တလက်ရှိဟိုကျွန်တော်နှစ်သိန်းရဲ့တကယ်ကပုံစံအောင်ကြည့်မယ်ဆိုရင်အဲ့အာလေးသွားဖြစ်နေတယ်သွားဖြစ်နေတဲ့အတွက်ဒီကိုအနေနဲ့တော့ဒါစက်တဲမယ်ပေါ့နော်အဲ့လိုယူဆရတယ်ကိုဒါဒီကိုနောက်တစ်ဆင့်တက်ဖို့ လွယ်တော့မလွယ်ဘောလေမလွယ်ဘူးဆိုတော့ကျတော့ညီပြောလို့ပွဲချီနေရကိုက real ရဲ့အကြိုက်လိုမျိုးဖြစ်နေဟုတ်ကဲ့ဟာ real ကကောင်တာသွားတာပူရောမှလည်းကောင်းတယ်ပထမကြောလုံးကလည်းကြည့်မယ်ဆိုရင်ဒီကွန်းလေးကနေတိုက်ရိုက်ပြီးတဲ့ဘောလုံးတွေကဒလိုလေးကိုထိရောက်တာတွေ့ရတယ်အခုဒီပွဲမှာဆိုရင် belian ပါလာမယ် february ကလည်းကွန်းလေးကိုတက်ကစားမယ်ဆိုရင်ဒီလိုဘောလုံးမျိုးပူပြီးမှထွက်နိုင်ချေရှိရပါလေကွန်းလေးပိုင်းက athletic ကိုရှင်နိုင်ခြင်းမှရှင်နိုင်လိမ့်မယ်ဒါပေမဲ့ကောင်တာသွားတဲ့ဘောလုံးတွေဒီဘယ်လိုပြောမလဲခန်းစစ်ကနေတိုက်စစ်ကို direct ပြီးပို့တဲ့ဘောလုံးတွေကြတော့တော်တော်လေးကိုထိရောက်မယ်လို့လည်းမျှော်လင့်ရတယ်။ဘွဲအခြေအနေကတော့ဒါ real စိတ်ကြိုက်အနေထားမျိုး။ဒါပေမဲ့ဘလူးရလက်ထွက်လာမလဲဆိုတော့ကြည့်ရမယ်။ Champion League ဒါ Knockout Stage တွေမှာ Madrid Derby ဒါ၅ချိန်တွေ့တယ်။၅ချိန်စလုံးမှာ real ရခြင်းပဲ။ဒါအတားရကြော်ဖြတ်ခဲ့တယ်ဗောလေ။ဒီဒီချိန်မှာလည်း real ကတော့ဒါအလားလာကောင်းနေလို့ဒါသုံးသက်လို့ရပါဘူး။ဘလူးရလက်ထွက်လာထွက်လာမလဲဆိုတော့ဘူရူးညကြမှာပဲအခုကြည့်ရအောင်နော်။ဟုတ်ကဲ့။